အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာရန်ကြီးအောင်ရေးသားတဲ့စောင်းမနှက်ခင်နင်းနဲ့ပွင့်ဦးဆိုတဲ့ယာတာစာရန်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်ပွင့်ဦးကြွေမှဖြစ်ကွယ်မပန်းစင်စီခြင်းရက်တော်တယ်စောင်းကာလအေးစိမ့်စိမ့်ရသည်ရဲ့မနှက်ခင်နှင်းသူတွေကနေတိုးထွက်လာတတ်တဲ့တခြင်းတန်ဟာကျွန်ုပ်ငယ်ဘဝရဲ့ နက်နက်ချင်းခါတေးသံသားတွေပါပဲဘသူမှမသိဘာတဲ့ချင်းမှမသိဘလို့အရသာမှမသိပေမဲ့နှိမ့်ချီမြင့်ချီပြန်တန်းနေတဲ့အတန်လေးဟာမူလာတန်းចောင်းသားရွယ်ကျွန်တော်မနက်ခင်းတွေအတွက်တော့အချိန်မှနှိုးဆက်တစ်ခုလိုဖြစ်နေခဲ့တယ်တကယ်တော့ကျွန်တော်မွေးဖွားကြည့်ပြင်းရာဇာတိရက်ကလေးဟာတောဆူမှတကယ်တောပါပဲအချိန်တိုင်းတာတစ်ခုထိမဖွင့်ပြိုးမတိုးတက်သေးတဲ့ဇနပ်ဘုတ်ရက်ကလေးဆိုရင်လည်း မမားပါဘူး။ရွာရဲ့အရှိတ်ဘက်စီမာကငဝုံမြစ်ကနေခွဲထွက်လာတဲ့မြစ်လက်တက်တစ်ခုကဝိုင်းရံပတ်ထားပြီးရွာရဲ့အနောက်ဘက်စီမာတော့အေယာဝတီမြစ်မကြီးကရွာရိုးတစ်လျှောက်ပတ်ခွေစည်းစင်းနေပါတယ်။ရွာကနေအရှိတ်နောက်တောင်မြောက်ဘယ်အရက်ကိုပဲထွက်ထွက်မြစ်တစ်ခုကိုတော့ဖြတ်ပြီးမှလူရာကိုသွားကြရစမြဲပါပဲ။ရေပက်လေဝိုင်းရံလျက်ရှိသောကုန်းမြေကိုကျုံးဟုခေါ်သည်လို့ငငယ်က ပထဝီသင်္ကန်းစာမှာတင်မှုခဲ့တယ်လေ။ဒါဆိုကျွန်တော်ဇာတိရွာကလေးတရှိနေရအရက်ကကျွန်းစစ်စစ်ပေါ်။အဲ့ဒီကျွန်းစစ်စစ်ပေါ်ကဇာတိရွာကလေးဟာအတိတ်တစ်ချိန်ကဆိုရင်လမ်းပန်းဆက်သွယ်ရေးမကောင်းငယ်လေတော့အရာရာဟာရှားပါခဲ့ပါတယ်။တရွာလုံးမှာရေတွင်းကတတွင်းနေ။အဲ့ဒီရေတွင်းမှာပဲကျွန်တော်တို့အတွက်တောက်ရီ၊တုံးရီ၊ချိုးရီခက်ခဲကြရတာ။ TV ကလည်းတလုံးနဲ့ တီဗီကိုယုံတွင်းပြီးကြည့်ခဲ့ရဘူးတဲ့ရက်စွဲတွေဟာငယ်ဘဝအမတ်ရစရာတွေပါပဲစုံဝခုံဇလန်းတွေတွေကြံကြောင်းရဲ့ဖိုက်ကွက်တွေရွှေတူဝင်တဲ့ဝမ်းချိုင်းတို့ရဲ့လက်ဝဲကျိုးဝိုင်းစီကထွက်လာတတ်တဲ့လက်သီးတံတွေအိုးမင်းသားရဲ့တိုင်းဝဉ္ဇဉ်ဇလန်းတွေအာရယာဇလန်းတွေလိမ့်ဖိုးဖို့နဲ့လိမ့်မီလေးစသဖြင့်တကယ့်ရက်စွဲတွေကို ကျွန်တော်တို့ဟာရုံဝင်ကပတ်စံတစ်ချက်ပေးပြီး တငယ်ချင်းတွေနဲ့အတူတူကြည့်ခဲ့ပျော်ခဲ့စမြုပ်ပြန်ခဲ့ကြတာတွေခုနေပြန်တွေးကြည့်တော့လေအဲ့ဒီရှားပါးချင်းတွေကပဲကျွန်တော်တို့ငယ်ဘဝရဲ့အမတ်ရစရာတွေကိုပိုပြီးပြီးပြည့်စုံသလိုဖြစ်နေပြန်ရောမြေဝကျွန်းပေါ်အရက်ဆိုတော့ဝါစုံဝါကောင်ရက်တွေလောက်ဆိုရင်ညီဟာရွာပြီးကချောင်းလေးထဲမှာပြေးရှံနေပြီအဲ့ဒီအချိန်ရောက်တာနဲ့လေပြိုင်ဝဲတွေကျင်းပါလိရှိတယ်မြစ်ကန်းဆက်ကို မေးတင်ထားတဲ့ရွာတွေလည်းဖြစ်ပြန်။မြေကြီးကြီးပြီးနှစ်တိုင်းမြုပ်လိရှိတဲ့အရက်လည်းဖြစ်ပြန်ဆိုတော့အိမ်တိုင်းမှာလေတစင်းတော့ရှိတဲ့စမြဲပဲ။လေကိုတူးထက်ကကောင်းဆက်ကြသူတွေလည်းရှိတာပေါ့။အထူးသဖြင့်လေပြိုင်ပွဲရွက်တွေမှာ ပြိုင်မှုအတွက်ပြိုင်လေတွေဆက်ကြတာ။ပြိုင်လေဆိုတာကျွန်းသားပပနဲ့အပေါဆုံးဆက်ထားတဲ့တဲ့ဝမ်းလုံးလုံးလှေမျိုးတွေ။တာမန်ချင်းဟိုသွားတီသွားလော်ဖို့ခတ်ဖို့အတွက်တော့ အတော်လေးကိုခက်ခဲတယ်လှေမျိုးပါပဲလူလူလိမ့်လိမ့်နေမထိန်တည့်ရင်နှစ်သွားတတ်တယ်လှေမျိုးပေါ့ပြိုင်ပွဲမှာဆိုရင်တော့ဟန်ချက်ညီညီနဲ့အားပါပါလှော်ခက်လိုက်ရင်ဝေါကနေဝေါကနေသွားတတ်တယ်လှေတွေလည်းဖြစ်တယ်လူရသည်ရောက်လို့တပေါင်းပွဲတော့ကျင်းပတဲ့အခါကျွန်တော်ဇာတိကျွာလေးရဲ့နမယ်ကြီးပွဲကတော့နွားပြိုင်ပွဲပါပဲအနေနဲ့အရရက်ကနွားကောင်နွားချောတွေရောက်လာပြီးပြိုင်ကြတဲ့ပွဲကြီးပွဲကောင်တပွဲပေါ့ တစားပလာတွေအစုံစင်ပြီး နွားကောင်းပြန်ကြတဲ့ပွဲပေါ်ကျွန်တော်တို့ကငငယ်ဆိုတော့လေနွားပွဲကိုဒီလောက်ကြီးစိတ်ဝင်စားတဲ့ရဲတော့မဟုတ်ပါဘူးပွဲစည်းမှာလာရောက်နေကော်သီးတနက်တွေကိုဝယ်ပြီးစစ်တိုက်တန်းကစားတာကသာကျွန်တော်တို့ရဲ့တကယ်ပွဲပဲဆိုပါတော့စိုနီကက်ဆက်အနီလေးတစ်လုံးရယ်ဘက်ထရီအိုးတစ်လုံးရယ်ကိုဝယ်ပြီးပြန်လာတဲ့အဖအဖြစ်သူကိုမဝို့မရဲမေးကြည့်မိတယ်ဒါပါလောက်တဲ့ဟာရီလဲလို့ပေါ့ ကျွန်တော်အမေကိုကြားတော့တိန်သားလုံးဟဟပပနဲ့ဝိုင်းရင်ကြပါရောပြီးမှအဘကဒါကတ်ဆက်လို့ခေါ်တဲ့အကြောင်းအခွေလိုထည့်ဖွင့်ရကြောင်းဘလို့ပိတ်ဘလို့ဖွင့်စတဲ့ကိစ္စတွေကိုလက်တွေ့ပြပြောပြတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်တို့အိမ်မှာမနက်စောစောတိုင်းမောင်မောင်ညော့တခြင်းတန်ကစတင်ပြီးလွှမ်းမိုးလာခဲ့တယ်။ဆောင်းရာသီရဲ့မနက်ခင်းတွေကတော့ပူပြီးအေးစိတ်လှပါတယ် ်မြေကြီးနှစ်ခုကြားကကျောရွာလေးမို့ဆောင်းတွင်ဆိုရင်နှင်းကလည်းထူထဲလာပြန်တယ်အိမ်ခေါမိုးတွေတစ်ပင်တွေပေါ်မှာနှင်းမုံလေးတွေတင်းနေတတ်ပြီးမနဲ့စောစောအပြင်ထွက်လိုက်ရင်ခြေချတိုင်းခနှိုးခနဲ့အေးတဲ့ခံစားမှုမျိုးကိုရတယ်အဲ့ဒီလိုအေးစိတ်နေတဲ့ကြားကပဲကက်ဆက်ထဲကမောင်မောင်ညို့ရဲ့တခြင်းတန်ကအိမ်ရှိဝင်းနဲ့ပြန့်လွင်နေတတ်တယ်အမေကတော့မိဖို့ကြောင့်တည်းမှာ မနက်စာအတွက်ပြင်ဆင်နေလောက်ပြီမိဘကထွက်တဲ့အပူငွေရင်မနက်စောစောချက်တဲ့ထမင်းနဲ့ရင်ကအေးစိတ်နေတဲ့လေထဲမှာရောပြောနေတတ်တယ်။ဆောင်းဆိုရင်ကျွန်တော်တို့ရွာမှာဘုရားပွဲတွေလည်းရှိတတ်ပါတယ်။ပွဲကင်းတွေကလာတဲ့တီးလုံးတန်တွေကတစ်မျိုးအိမ်ထဲကလာတဲ့ကက်ဆက်တန်ကတစ်ဖုံနဲ့ငငယ်ကနားထဲမှာတေးတံမျိုးစုံနဲ့ပြည့်နေနေခဲ့တယ်။ဆောင်းတွေနေအေးအေးမှာတငယ်ချင်းတွေနဲ့ကွင်းမြေတွေမှာဆော့ကြ ပြေးလွှားကြနေတနေတာကုန်လို့မောင်စပြိုးချိန်ကြမှာအိမ်ပြန်ရောက်ကြတယ်။ရွာလန်းလေးတွေပေါ်ကအိမ်ရှိမိအောင်မိမ့်မိလေးတွေဟိုနာဒီနာကြရတဲ့ခွေးဟောင်တန်တွေအအေးတံကိုကာကွယ်ဖို့မီးဖို့ပြီးထိုင်နေကြတယ်။လူကြီးတွေရဲ့ပုံရိပ်တွေဟာစောင်းရသည့်ညနေခင်းရဲ့အငွေ့အသက်တွေပါပဲ။အခုလိုမျိုးပြမှာနေလာရတဲ့အခါအဲ့ဒီတုန်းကစောင်းရသည့်ရဲ့အအေးတံမျိုး မနက်ခင်းရဲ့နှင်းတူနဲ့ရောပြန်နေတဲ့မောင်မောင်ညော့သချင်းတံမျိုးညနေခင်းရဲ့ရွာအငွေအတံမျိုးတွေကိုတန်းတမိတယ်။ရွာကလေးကအရင်လိုမဖွင့်ပြိုးတာတော့မဟုတ်တော့ပါဘူး။လမ်းတွေ ကောင်းလာပြီ။မီးရပြီ။အိမ်တိုင်းလိုလိုမှာ ဖုန်းတွေ TV တွေရှိနေကြပြီ။ဒါပေမဲ့အဲ့ဒီတုန်းကရှားပါခြင်းတွေကြားကရိုးရှင်းတဲ့ပျော်ရွှင်မှုတွေပိုပင်တော့ကကင်းနေတယ်။ ကလေးဘဝရဲ့ပုံရိပ်တွေအထူးသဖြင့်စောင်းရသည်ရဲ့အေးဆေးမှုနဲ့အတူရင်ထဲဆွဲချင်ရစ်ခဲ့တဲ့အတန်တွေအနံ့တွေခံစားမှုတွေကိုတော့ဘယ်အရာနဲ့မှလဲလို့မရပါဘူး။အဲ့ဒီလိုတန်းတားမိတဲ့အခါတိုင်းပွင့်ဦးကြွေမှဖြစ်ကွယ်ဆိုတဲ့စာသားလေးကရင်ထဲအလိုလိုရောက်လာတတ်ပြီးကျွန်တော်ရဲ့ကြောရွာကလေးစီကစောင်းလွှမ်းတွေကို ဖြည့်ဖြောက်ပေးနေတယ်လို့ပါပဲ။တကယ်တော့အဲ့ဒီစာသားလေးကြားတိုင်း ရင်ထဲမှာလိုက်ခနဲခံစားရတယ်ခံစားမှုက အေးစိမ့်စိမ့်ဆောင်းနေနဲ့နှင်းတူတဲကမနက်ခင်းတစ်ခုကိုပုံဖော်မိစေလို့ဖြစ်ပါလိမ့်မယ်အတိတ်တစ်ချိန်ကကလေးတယောက်ရဲ့စိတ်ကပူပန်မှုမရှိရှုပ်ထွေးမှုမရှိကြိုးရှင်လွန်ခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ်ကိုခက်လို့အရာရာပေါများကျွဲဝါခြင်းတွေမရှိခဲ့ပေမဲ့အဲ့ဒီရှားပါခြင်းကြားကနေရတယ်ပျော်ရွှင်မှုအစစ်မှန်တွေက ခုချိန်ထိပြန်တွေ့တိုင်းပြုံးမိစေပါတယ်။မြို့ပြရဲ့အလင်းရောင်ဆုံးစူညံတန်တွေကြားထဲရောက်နေပေမဲ့တခါတလေမမျောလင့်မဲစောင်းလေအေးတစ်ချက်ဖြတ်တိုက်သွားရင်ဖြစ်ဖြစ်မနှက်ခင်းစောစောအိမ်ရှိကမြို့ကိုလိုလိုအငွေ့အသက်တချို့ကို မြင်လိုက်ရရင်ဖြစ်ဖြစ်ရုတ်တရက်ဆိုသလိုအဘရဲ့အိမ်လေးစီ စိတ်ကရောက်သွားတတ်ပါတယ်။အေးစိတ်နေတဲ့လေတဲကမနှက်စာချက်တဲ့ ထမင်းနဲ့တင်းတင်းလေးမိဖို့နာကနှွေးထွေးမှုတငယ်ချင်းတွေနဲ့ကွင်းပြင်မှာပြေးလွှားစော်ကစားရင်းအေးခဲနေတဲ့လက်တွေကိုပါဇက်ကနေအငွေ့ထုတ်ပြီးမှုတ်ပစ်ခဲ့တာမျိုးလေးတွေဟာ အသေးမွားလေးတွေဖြစ်ပေမယ့် အမတ်ရဆုံးတွေတဲကတခုပါကြောရွာလေးဟာအရင်လိုမဟုတ်တော့ဘဲတိုးတက်ပြောင်းလဲမှုတွေရှိလာပါပြီဒါပေမဲ့အဲ့ဒီတိုးတက်ပြောင်းလဲမှုတွေနဲ့အတူပျောက်ဆုံးသွားတာက အရင်တုန်းကခံစားခဲ့ရတဲ့ရိုးရှင်းမှုနဲ့အထီးကျန်ဆန်းမှုကြားကအေးချမ်းတဲ့အရာသာမျိုးပါအရာရာလွဲကူအစဉ်ပြေသွားပေမဲ့အရင်လိုရေတွင်းတွင်းတွေကနေရေခရင်အိမ်နီးနာခြင်းတွေစကားဖောင်ဖွဲကြတဲ့မြင်ကွင်းမျိုးတီဗီတလုံးထဲကို ဝိုင်းအောင်ကြည့်ရင် ကြီးမောပျော်ရွှင်ခဲ့ကြတယ်အချိန်မျိုးတွေကတော့အမတ်တရအဖြစ်ပဲကြံခဲ့ပါပြီ။ပွင့်ဦးကျွေမဖြစ်ွယ်ဆိုတဲ့ တချင်းစာသားလေးဟာကျွန်တော်ရဲ့ငယ်ဘဝစောင်းမနှခင်တချို့ အချိန်အတိုင်းတာတစ်ခုကို ကိုစားပြုနေတယ်လို့ခံစားရပါတယ်။ကျွန်းရွာလေးစီကစောင်းမနှခင်နှင်းတွေနဲ့အတူရင်ထဲမှာဆွဲထင်ကြံရိတ်ခဲ့တဲ့ပုံရိပ်တွေခံစားမှုတွေအတန်တွေဟာဘယ်ချိန်ဘယ်နေရာရောက်နေပါစေဘဝရဲ့အလှပဆုံးအမတ်တရားလေးတွေအဖြစ်လဲအမြဲထင်ရှားနေအောင်ပါ။အထူးသဖြင့် ဆောင်းမနက်ခင်းနှင်းတူအေးအေးထဲမှာနိုးထလာတဲ့အခါတိုင်းရွှေကြီးလေးအာနီတို့ဝင်ဦးကြွေမဖြစ်ွယ်တို့ဇပယ်တို့ဆိုတာတွေက အမတ်ရရနိုးထနေအောင်မယ်ဆိုတာသိကြပါတယ်။နာဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။